မင်္ဂလာပါရှင်။ဘာမခက်တဲ့တဲ့ရင်ဌာနမှာပြန်နေကြိုးဆိုလိုက်ပါရရှင်။ယခုချိန်မှာစပြီးဧပြီလ9ရက်နေ့နေ့လည်ခင်းသတင်းများကိုအစင်ခံတင်ဆက်ပေးပါရမရှင်။ပထမဆုံးသတင်းအနေနဲ့ထိုင်းနိုင်ငံတွင်ဘင်စတက်စီဝေတက်ရောက်ခဲ့တဲ့အကြမ်းဖက်မင်းအလိုင်းတမန်ရထက်ဆော်ရီညရင်းချင်းနေပြည်တော်သို့ပြန်လာဆွေးနွေးတဲ့မဖြစ်ပါရရှင်။ထိုင်းနိုင်ငံတွင်ဘင်စတက်အစည်းအဝေးတက်ရောက်ခဲ့တဲ့အကြမ်းဖက်မင်းအလိုင်းသည်အစည်းအဝေးပြီးသည့်နောက်တမန်ရထက်ဆော်ရီညရင်းချင်းနေပြည်တော်သို့ပြန်လည်ထွက်ခွာခဲ့ကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုသည် အကြံဖတ်မင်းအောင်လိုင်းနဲ့ယမန်နေည9:00နာရီတွင်ဘန်ကောက်မြို့မှထွက်ခွာပြီးည10:00နာရီချိန်နေပြီးတော့ပြန်လည်ရောက်ရှိခဲ့သည်။ ်ဧပြီလ3ရက်နေ့တွင်ထိုင်းနိုင်ငံဘန်ကောက်မြို့သို့စစ်တပ်အထူးလေးပြထွက်ခွာခဲ့ပြီးဧပြီလ4ရက်နေ့ဘင်စတန်စီဝေးတက်ရောက်ခဲ့သောအကြံဖတ်မင်းအောင်လိုင်းသည်ရမန်နီညာရင်ကျန်ထိုင်းနိုင်ငံဘန်ကောက်မြို့မှနေပြည်တော်သို့ပြန်လည်ထွက်ခွာခဲ့ကြောင်းမူလပြောင်းရန်တမတ်ထားတဲ့ရမဧပြီလ5ရက်နေ့နနက်ပိုင်းတွင်မှဘန်ကောက်မြို့မှနေပြည်တော်သို့ပြန်လည်ထွက်ခွာရန်တမတ်ထားခြင်းဖြစ်တော်လဲဧပြီလ4ရက်နေ့ညာရင်ကျန်နေပြည်တော်သို့ပြန်လည်ထွက်ခွာခဲ့ခြင်းဖြစ်သည် မြန်မာနိုင်ငံထိုင်းနိုင်ငံတို့အသွားပြန်ခီးစဉ်သမတ်ချင်းစီယာမှာဧပြီလ3ရက်နေ့တွင်စစ်တပ်အထွေလေး Focus 17 F28 00704လေးရင်အမှတ်002သည်ဧပြီလ3ရက်နေ့နေပြည်တော်မှာဘန်ကောက်သို့စစ်ကောင်းဆောင်နေနိုင်ငံသားရေးဝန်ကြီးကိုတွားရောက်ပို့ဆောင်ပြီးနေပြည်တော်သို့ပြန်လည်ဆိုင်ကပ်ခြင်းဧပြီလ4ရက်နေ့နေပြည်တော်မှာဘန်ကောက်သို့တွားရောက်ပြီးညအိယနာကဧပြီလ5ရက်နေ့နနက်ပိုင်းတွင်မှစစ်ကောင်းဆောင်နေအဖွဲ့ကိုဘန်ကောက်မှနေပြည်တော်သို့ပြန်ခေါ်လာရန်သတ်မှတ်စီစဉ်ထားခဲ့ခြင်းဖြစ်သည် မင်းအလိုက်တိုင်းနိုင်ငံခေစဉ်အတွက်စတက်အတူလျင် Fog 7 ni F280070 လေးရင်အမှတ်002ကိုဒူးပုံမှုကြီးမင်းမင်းဆိုကလေးရင်မှုအပြက်၎င်းပုံမှုနေထွန်းဦးကအကူလေးရင်မှုပိုးကြီးမင်းမင်းတိုက်ကအကူလေးရင်မှုပိုးကြီးအောင်ကျော်မြင်ကလေးချောင်းအင်ဂျင်နီယာအဖြစ်၎င်းပိုးကြီးတော်ချိုတတ်တာက လေးချောင်းလန်းညော်ရရှိဖြစ်၎င်းပို့ဆောင်ခဲ့ရသည် အစံဖက်မေအွန်လိုင်းနဲ့တိုင်းနိုင်ငံတွင်ရောက်ရှိနေစဉ်တိုင်းချောင်းသားများနဲ့တိုင်းပြည်သူများ၏ဆန္ဒပြမှုများကြုံတွေ့ရတဲ့အပြင်ရာချင်းဒေနာတရားရုံးကလည်းမင်းအွန်လိုင်းကိုဖမ်းဆီးပေးရန်ဗန်ရန်ကိုနိုင်ငံတကာရဲတပ်ဖွဲ့အင်အားပေါ်သို့ပေးပို့ပြီးမင်းအွန်လိုင်းကိုဖမ်းဆီးပေးရန်မြစ်တာရက်ခံမှုများဖြစ်ပေါ်လာကြောင်းသိရှိရသည်ဆလဘီနေပြည်တော်ရင်းငလျင်တန်တဲ့နန်းစီရီယံဝန်ထမ်းများယုံမဖြစ်မနေပြန်လဲတက်ကြရန်နဲ့နေပြည်တော်ပြည်မသို့ပြောင်းရွှေ့ထွက်ခွာခြင်းမလို့ရင်စစ်ကောင်စီကညွန်ကြားစရဲတဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။ နေပြည်တော်ရင်းငလျင်တန်တဲ့နန်းစီရီယံဝန်ထမ်းများအနေဖြင့်ရုံမဖြစ်မနေပြန်လည်တက်ကြရန်နဲ့နေပြည်တော်ပြင်ပသို့ပြောင်းရွှေ့ထွက်ခွာခြင်းမလုပ်ရန်စစ်ကောင်စီကညွန်ကြားလာကြောင်းနေပြည်တော်နန်းစီရီယံဝန်ထမ်းများကရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောဆိုသည်မတ်လ28ရက်နေ့မွန်လီပိုင်းလောက်ခတ်ခဲ့သောငလျင်ကြောင်းနေပြည်တော်ရှိဝန်ထမ်းအင်အားများဝန်ကြီးဌာနရုံးများစွာပြိုကျပြက်စင်မှုများစွာဖြစ်ပေါ်ခဲ့တဲ့အပြင်ဝန်ထမ်းများနဲ့မိသားစုဝင်များလည်းသိဆုံးမှုများရှိခဲ့ကြောင်းမတ်လ28ရက်နေ့ငလျင်လောက်ခတ်ပြီး9ရက်အကြာတွင် ်းစက်ကောင်စီကနန်းစီရံဝန်မ်းများအနေဖြင့်လာမည့်ဧပြီလ9ရက်နေ့မှာစတင်ပြီးရုံမဖြစ်မနေတည်ရန်ရုံတို့လာရောက်လက်မဲ့ရေထိုးတရင်ပေးပို့ရန်ညွှန်ကြားလာခြင်းဖြစ်ကြောင်းသိရှိရသည်တို့ရရင်လက်ရှိချိန်ဒီအနန်းစီရံဝန်မ်းများနဲ့မိသားစုဝင်များမှငလင်ပေးကြောင်းနေထိုင်စရာပျောက်ဆုံးနေပြီးလမ်းပေါ်နဲ့နေရာချတာပေသည့်ရွက်ပြင်တဲငယ်များတွင်ဖြစ်သလိုနေထိုင်ရဆဲဖြစ်ကြောင်း ပြိုကျနေသောဝန်ထမ်းအင်အားများအောင်မအလောင်းများကိုရှင်းလင်းနိုင်ခြင်းမရှိသေးပေဖြစ်သလိုနေတိုင်းနေရသည့်အပြင်တောက်ရင်နဲ့တုံရင်အခက်အခဲချက်ပြုတ်စားသောဆရာခက်ခဲများလည်းကြုံတွေ့နေရကြောင်းသိရှိရသည်လာမယ့်ဧပြီလ9ရက်နေ့ဝန်ထမ်းတွေရုံးပြန်တိုက်ရမယ်သတင်းပို့ခိုင်းနေရုံးတက်လက်မှတ်ထိုးရမယ်နေပြည်တော်ထဲမှာပဲရှိနေတဲ့ဆိုရာအတီးပြူသတင်းပို့ခိုင်းတာဟုနေပြည်တော်သမဝါယမဝင်းကြီးဌာနမှအရာရန်ဝန်ထမ်းတို့ကရန်ကုန်ခေတ်သတင်းဌာနတန်းတို့ပြောဆိုသည် လက်တလောနေပြီးတော့မှနန်းစီရီယန်ဝန်ထမ်းများနေပြီးတော့သူမိသားစုလိုက်စွန့်ခွာနေသည်ဆိုသောသတင်းများကြောင့်ခွင့်ပြုချက်မရဘဲနေပြီးတော့မှစွန့်ခွာမှုများကိုခွင့်မဲ့ပြက်ကွက်ဟုတတ်မှတ်ပြီးဝန်ထမ်းစီမင်းစည်းကမ်းများနဲ့အညီအရေးယူမည်ဖြစ်ကြောင်းသက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့်ငလျင်တန်သိဝန်ထမ်းများအတွက်တက်ဆန်းသမျှအကူအညီပေးနေသည်ဟုဝန်ထမ်းများကိုအသိပေးလာကြောင်းသိရှိရသည် မတ်လ28ရက်နေ့လှုပ်ခတ်ခဲ့သောငလင်းကျောင်းနေပြည်တော်ရှိမြမမီရဒါယွန်ကျောင်းဝန်ထမ်းအင်အားများအနက်မှ၄ရက်တိုက်မူတန်းအင်အား25လုံးအရာတန်းအင်အား18လုံးမှပြည့်စည်စဉ်ပြိုကျခြင်းနဲ့အကွေကျင်းတို့ကြောင့်လူနေထိုင်ရမရတော့ကြောင်းထို့ကြောင့်စစ်ကောင်စီကဝန်ထမ်းများနဲ့မိသားစုများကိုနေပြည်တော်ပုံမှန်တရီမျိုးနဲ့ရှိနေပြည်တော်ဘူရာကြီးအမတ်တပ်ပလက်ဖောင်းနဲ့ကုန်းလန်းပိုးဆောင်ရေးဝန်ထမ်းတွေယာယီနေထိုင်ရနေရာချထားပေးကြောင်းတို့ရရင်မြေလေးကိုညီမမပေး၍တောက်သုံးရင်စားနေရိတ်ကနဲ့အမိုးကများ ကူညီလိုအပ်နေကြောင်းသိရှိရသည်ဘသူမှလည်းလာမကြည့်ဘူးရေတောင်တဘူး2000လဲဝယ်တောင်းနေရတယ်။ငလင်ကြောင့်မြမမီးရတာဝန်နဲ့နေတယ်မိသားစုဝင်12ဦးသေဆုံးပါတယ်။ဆလင်းဦးကတော့ပြင်းထန်ဒဏ်ရာရပါတယ်။ကျွန်တော်တို့ကဘသူမှလည်းလာမကြည့်ပါဘူး။တောင်းရင်မရှိလို့တောင်းရင်20လီတာတဘူး2000လဲဝယ်တောင်းနေရတယ်ဟု မြမမီယတ်ဌာဝန်ထမ်းတဦးကဆိုသည်စစ်ကောင်စီကငလင်တန်းသောပြည်စည်းဆုံးရှုံးသွားသောနေရာများကိုပြုပြင်နေရရင်နေပြီးတော့စေယုံချုပ်သမရာအိမ်နှင့်ကောင်းရေးဝန်ကြီးဌာနလန်ဒရာများကိုဦးစားပေးပြုပြင်နေပြီးဝန်ထမ်းအိမ်အများကိုမူဦးစားပေးပြင်ဆင်ခြင်းမရှိသေးကြောင်းသိရှိရသည် ဝန်ထမ်းရင်ရတွေကိုပြင်ဖို့မပြောနဲ့ဒီကျွန်းသွားတဲ့တိုက်အောင်မှာရှိတဲ့မိသားစုဝင်တွေအလောင်းအောင်တေချာမရှင်းပေးသေးဘူးပုံစောကနန်းနေပြီမိသားကိုအလောင်းလာထုတ်ပေးဖို့ကြောင်းကြတော့လေအလှယ်ဆောင်မှပြောတယ်ဌာနကြီးကဲတွေကိုပြောတော့လေပုံစောနန်းတဲ့နေရာနဲ့ဝင်ဝင်နေနောက်ရက်ပိုင်းကျရင်အနှံ့ပြောက်ပြီးအယိုးသွားပါလိမ့်မယ်လို့ပြောတယ်ဘလောက်တောင်တောင်မယူလဲစဉ်းစားကြည့်ကိုနေပြည်တော်ဝန်ထမ်းများနေတိုင်ရခရီးအင်ရင်နေတိုင်တို့နန်းစီရီယံဝန်ထမ်းတဦးကဆိုသည်နေပြည်တော်သည်မတ်လ28ရက်နေ့လောက်ခတ်ခဲ့သောငလင်းကြောင့်ပြည်စည်းဆုံးရှုံးမှုများပြသောနေ ရာဖြစ်ပြီးထိခိုက်သေးဆုံးမှုအရေအတွက်များပြားသောနေရာလည်းဖြစ်ကြောင်းသိရှိရသည်ဆလန်တင်ဆက်ပေးမယ့်တဲ့ရင်ကြောင်ရကတော့တက်ကုံမြို့မကြီးပင်ရွာမှလူငယ်9ဦးကိုစစ်မှုရန်ခံရန်အတွက်စစ်တပ်နှင့်ပြည်စော်တီများကနေအိမ်ထဲအတင်းအဓမ္မဝင်ရောက်ပေါ်တာဆွဲဖန်စီဆွဲတဲ့တွင်ဖြစ်ပါရရှင်။ နေပြည်တော် တက္ကသိုလ်မြို့မင်းကြီးပင်ရွာမှာလူငယ်ခုနှစ်ဦးကိုစစ်မှုထမ်းခိုင်းရန်စစ်တပ်နှင့်ပြည်စော်တီများကနေအိမ်ထဲအတင်းထမဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးသွားကြောင်းဖမ်းဆီးခံရသောလူငယ်များမိဘဆွေမျိုးများကရန်ကုန်ခေတ်တည်ထရင်ဌာနတန်းတို့ပြောဆိုသည်ဧပြီလ3ရက်နေ့တွင်တက္ကသိုလ်မြို့မင်းကြီးပင်ရွာမှာလူငယ်ခုနှစ်ဦးကိုအစံဘက်စစ်တပ်နှင့်အတူပြည်စော်တီအောင်စုကြောက်ခဲခေါ်အောင်မြင့်နှင့်တာရင်ဦးဆောင်သောဖွဲ့ကစစ်မှုထမ်းခိုင်းရန်နေအိမ်ထဲဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည် ပြူစော်ရီဘွဲကဝင်းရောက်ပေါ်တာဆဲဖန်စီခြင်းကြောင့်မကြည်ပင်ရွာမှာကိုပြေစုံကိုဝနာကျော်နဲ့ကိုသိန်းထိုင်ကိုအပါဝင်ခုနှစ်ဦးဖန်စီခံရပြီးမြေတိနေရောင်ခေါ်ဆောင်သွားသည်မသိရှိရသေးပဲလက်ရှိချိန်တွင်မိသားစုဝင်များနဲ့ဆက်သွယ်ပြတ်တောင်းနေကြောင်းသိရှိရသည်အစောပိုင်းဖန်စီခံရသောလူငယ်ခုနှစ်ဦးသည်ငွေကြေးစင်ရသောခြေကံလူရန်စားမိသားစုမှလူငယ်များဖြစ်ပြီးထိုကဲ့သို့စည်ရဲ့နွယ်ပါသူများကိုပြင်မှတ်ထားပြီးပြူစောထင်းများကပေါ်တာဆဲဖန်စီခြင်းများလှူဆောင်နေခြင်းဖြစ်ကြောင်းသိရသည်။ နေပြည်တော်တက်ကုန်းမြို့မကြီးပင်ခြေရွာမှာစံမိုးတံမိုးအတွက်လူငယ်ခုနှစ်ဦးကိုမတရားဖမ်းဆီးခံရတယ်။ပတ်စံချမ်းသာပြီးမိသားစုအတိုင်းဝိုင်းနောက်ခံတောင်းနေတဲ့သူတွေကိုစံမိုးတံမိုးအတွက်ခေါ်ယူခြင်းမလုပ်ရဲကြပါဘူး။အခုကအဆင်မပြေဆင်ရဲပြီးနောက်ခံမိသားစုအတိုင်းဝိုင်းမကောင်းတဲ့သူတွေကိုပြစ်မှတ်ထားပြီးဖမ်းဆီးနေတာမျိုးပါ။စံမိုးတံနဲ့ပတ်သက်တဲ့အရာတွေကိုအုတ်ချုပ်ရည်မှုကိုယ်တိုင်လုပ်တာမဟုတ်ပါဘူး။အုတ်ချုပ်ရည်မှုလက်အောက်မှာရှိတဲ့စေရင်ကောင်ပြူစောတဲ့အဖွဲ့အစည်းကပတ်စံရလို့အရင်အထက်မှဖမ်းဆီးခေါ်ဆောင်တာမျိုးတွေလုပ်နေပါတယ်ဟု ဒေသပြည်သူတို့ကပြောဆိုသည်အကြံမဲ့ဆေကောင်စီကယခုဧပြီလအတွင်းဖွင့်လှစ်မည့်စစ်မှုရန်အပစင်စနစ်အတွက်နိုင်ငံတော်နှင့်လူငယ်များကိုပေါ်တာဆွဲပန်းစီမှုများလှောက်ဆောင်လျက်ရှိကြောင်းဒေသပြည်သူများ၏သတင်းပေးပို့ချက်များရသိရှိရသည်ဆလဘီမန္တလေးမြို့ပေါ်ရင်ရှုံလာများပြန်မဖို့နိုင်နေသည့်ပြိုကျနေသည့်အဆောက်အုံများစွာရှိနေပြီးမြေတူးဆက်ငားရင်ငါများတိမ်ရချီတိဈေးမြင့်တက်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မန္တလေးမြို့ပေါ်ရင်ရုပ်အလားများပြန်မပေါ်နိုင်သည့်နေရာများစွာရှိနေပြီးမြေတူးဆက်၅ရံကများတင်းရကြီးစေးမြင့်တန်နေကြောင်းအိမ်ပြိုချခဲ့သည့်အိမ်ပိုင်ရှင်များကရန်ကုန်ခေတ်သတင်းဌာနတန်းတို့ပြောဆိုသည်မတ်လ28ရက်နေ့တွင်လှုပ်ခတ်ခဲ့သောအင်းအားပြင်းမြင်ကလေးကြောင့်မန္တလေးမြို့သည်80ရာခိုင်နှုန်းခန့်ပျက်စီးခဲ့ပြီးလက်ရှိချိန်တွင်အပျက်စီးအလုံးရှင်းလင်းနိုင်ခြင်းမရှိသေးပေ ရုံလောင်းများစွာကိုလည်းတူပေါ်နိုင်ခြင်းမရှိသေးကြောင်းသိရှိရသည်ရုံလောင်းများတူပေါ်နိုင်ရင်မြေတူးဆက်ငားရန်ကများလည်းများစွာမြင့်တက်နေပြီးတင်ရချီပေးဆောင်နိုင်မှသာငားရန်နိုင်ကြောင်းထို့ကြောင့်ငားရန်ကများမြင့်တက်နေတော့လေငွေကြေးချမ်းသာသူများစက်တက်နဲ့ပတ်သက်သူများက၎င်းတို့၏မိသားစုဝင်များကိုအချိန်မိုင်တွင်ကဲထုံနိုင်ခြင်းရုံလောင်းများတူပေါ်ယူဆောင်နိုင်ခြင်းများရှိပြီးခြေကန်လူရန်စားများသိဆုံးမှုများပြခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်ထို့ပြီးငွေကြေးချမ်းသာသူများသည်မြို့ကိုစုံရထွက်ခွာသွားကြတော့လေ ခြေခံလူရန်စားများတဲ့မြို့ပေါ်ရင်းများပြားစွာကြန့်ရှင်နေကြောင်းလက်ရှိချိန်တွင်မန္တလေးမြို့内ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများပြတ်တောက်နေစေဖြစ်ပြီး Wi-Fi များသာအသုံးပြုရကြောင်းသိရသည်။